အရာရှိပြီးအကျိုးအာနိသင်များတဲ့ခယံကစော့သည်ပြိတ္တကြီးအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်မှာတော့အကျိုးအာနိသင်များတဲ့ခယံကစော့သည်လေးအကြောင်းတွေပဲပြောပြမှာပဲဖြစ်ပါလိမ့်ရှင်ခယံကစော့သည်မှာအချုံနဲ့အခါနှမျိုးရှိပါတယ်ခယံကစော့ချုပ်သည်အကြောင်းကို အရင်ပြောပြပါရစေ မိခင်ပြီးပဲတို့စားစားပြုတ်ပြီးပဲတို့စားစားခရမ်းချင်ဒီနဲ့ပဲချက်စားစားကြော်ပြီးတော့ပဲစားစားစားလိုက်တိုင်းဖောက်ခနေဖြစ်ပြီးအရသာရှိတဲ့အကျိုးအာနိသင်များတဲ့ခရမ်းကစော့ဒီကကျမကြီးကိုတော်တော်လေးအထောက်ကူပြုပေးနိုင်ပါတယ် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly တနည်းကိုစေလုံးပဲအစိမ့်လိုက်ဝါးစားရင်တော့ဒီလိုအကျိုးအာနိသင်တွေရရှိနိုင်ပါတယ်။အဲ့ဒီအကျိုးအာနိသင်တွေကတော့ကင်ဆာကို ကာကွယ်ပေးတယ်၊ချောက်ကက်နဲ့အသည်ကို အားကောင်းစေတယ်၊အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်၊နေ့တိုင်းဝါးစားရင်စီးချိုကြတယ်၊သွေးသွင်းနဲ့ သွေးသင်းကပုံမှန်မဟုတ်တဲ့သွေးဥတီကိုရှော့ချပေးတယ်။သွေးခဲချင်းကိုလည်းဟန့်သားပေးပါတယ်။မချခနာစားပေးတာကောင်းပါတယ်။မောပန်းလွယ်တာသွေးသွေးအစီများတာဆိုရင်ခရမ်းကစော့တီကိုဝါစားပါ။နောက်ပြီးအစီကျစေဖို့လည်းကူညီပေးပါတယ်။ဝမ်းမြန်စီပြီးဝမ်းကိုလည်းပျော့စီတာကြောင့်ဝမ်းသွားရတာပုံလွယ်ကူစေပါတယ်။ အသက်ကြီးလို့ဝမ်းချုပ်တတ်တဲ့သူတွေစားပေးတင်ပါတယ်။ဖန်ခွက်တွေထည့်ပြီးရေတွေနဲ့တောက်လို့လည်းရပါတယ်။ကျန်းမာရေးယူရင်းမှုကိုကာကွယ်ပြီးပြီးအမီးကြီးညော်မှုကိုနေကွေးစေပါတယ်။ပူပူနွမ်းနွမ်းလေးတောက်ရင်အစာအိမ်ကို ကောင်းမွန်စွာ အကျိုးပြုပါတယ်နော်။ဒီနေရာမှာ အထူးတတိပြုရမှာကကစော့ချိုတီးကိုအစမတန်စားပေးခြင်းကိုပါ။သူ၏ကိုချော့ချတဲ့ဓာတ်ရှိတာကြောင့် ွေး၆ချင်းကို ဖြစ်စေပါတယ်။ကျမရေကောင်းအောင်လို့ဆိုပြီးအစမတန်စားတာမျိုးဟာဘေးဖြစ်စေမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးကစော့ခါတီအကြောင်းပြောပြပါမယ်။ကစော့ခါတီရဲ့ကျမရေအကျိုးကျေးဇူးတွေကတော့နံပါတ်1ကင်ဆာကာကွယ်နိုင်ခြင်း ရန်ကစော့ဒီမှာကင်ဆာဆဲများပွားများမှုကိုသားစီးပေးနိုင်တဲ့ကတ်တိုးဆက်ကျင်ပစ္စည်းများပါဝင်ပြီးရှင်းရခင်ကလေးကကင်ဆာကာကွယ်ရန်အသုံးပြုခဲ့ကြောင်းသိရပါတယ်။နံပါတ်1နာကျင်ကြိတ်ခဲမှုနဲ့ရောင်ရမ်းမှုကိုတက်တာစီခြင်းအသီးမှာပါတဲ့ဓာတ်မျိုးကနာကျင်မှုကိုရော့ပါစေပြီးလေချောင်းနာပါဇက်အနာစတဲ့ရောင်ရမ်းမှုများကိုတက်တာစီနိုင်ပါတယ်။ ံပါတ်3ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တိုက်ဖျက်နိုင်ခြင်းတဘာဝပိုးမွားတိုက်ဖျက်သည့်အာနိသင်ရှိပြီးတော့ယောဂပိုးများမှာကာကွယ်ပေးနိုင်ပါတယ်နံပါတ်4အဖျားကျစီခြင်းနဲ့ကိုခံအားမြင့်တင်ပေးခြင်းပြုတ်ရေးတောက်တုံးပါက အဖျားကျစီပြီးကိုခံ အားစနစ်ကိုအကောင်းစေပါတယ်။အင်းလေးဒေတာမှာတော့ပြုတ်ရေးပုံစံနဲ့မဟုတ်ဘဲဟင်းရင်အဖြစ်စားသုံးကြပါတယ်။ ပဲလုံးဟင်းရီမှာကစောခါတီနဲ့အခါမုတ်ထည့်တဲ့ပဲလုံးစေခါဟင်းရီကအလူပွဲတိုင်းမှာမပါမဖြစ်ဟင်းပွဲတစ်ခုပါပွဲချက်ကတော့အချိုးချက်တာများပြီးအိမ်ချက်ကတော့အခါထည့်တာပိုများပါတယ်နံပါတ်5အစာချီစနစ်နဲ့ဦးလန်းချောင်းကျမကြီးတန်ကြစေတဲ့အာနိသင်ရှိတာကြောင့်ဥသွင်းရှိ ကပ္ပါပူများကိုဖေရှားပေးနိုင်ပါတယ်။နံပါတ်6အမြင်အာယုံကောင်းမွန်စေခြင်း ထိုပတ်နဲ့ကြော်စားပါက ဗီတာမင် A ကျွေးဝါမှုကြောင့်မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ရှမ်းပြည်ဒေသမှာတော့ထောင်းစားတာများပါတယ်။အထူးသဖြင့်ထမင်းစားပြည့်တဲ့အခါမျိုးမှာပုံစားကြပါတယ်။နံပါတ်4အရေးပြားယောဂါများအသက်အသုံးဝင်ခြင်းရည်ရုံနဲ့အရေးပြားရရမှုကိုတက်တာစီပြီးအနာကျက်မြန်စီပါတယ်။နံပါတ်၈တောင်းနဲ့ကတွင်ကျမ်းမာရည် အမြင့်ကိုသေးပြီးတွားကိတ်နာခြင်းမှုအတွေ့အတုံးပြုနိုင်ကတွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။နံပါတ်6တီးလေပတ်မှုနဲ့နှလုံးကျန်းမာရေး။လေတလိုက်ကြည်စီပြီးတော့နှလုံးကိုအားဖြည့်ပေးတဲ့အာနိသင်ရှိပါတယ်။နံပါတ်10စီးချိုထင်းညိပေးခြင်း။အမြင့်တဲ့ကြွေဝါမှုကြောင့်သွေးသွေးတကြားတက်ကိုထင်းညိပေးနိုင်ပါတယ်။တတိပြုရအလွန်အကျဉ်းစားသုံးပါက ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သဖြင့်တင့်တင့်သော ပမာဏကိုသာစားသုံးသင့်ပါတယ်။အထူးသဖြင့်အခါတဲညာချင်းကြောင့်ကြောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ဘေးရမဆိုးတန်စီလွန်ပြီးဆိုတာလေးကိုတတိပြုပေးပါ။ဤအချက်များအပြင်ခရမ်းကစော့ဒီကိုမြမတန်းကြီးစီမှာပြင်ဆငါပါ အရွက်အတီးအမြင့်အခအပွင့်အဖြစ်အသုံးပြုကြောင်းသိရှိရပါတယ်။တဘာဝါ တစ်ဥတစ်ဖုတွေရဲ့အကြောင်းတွေကိုနားထောင်ပြီးရင်ပြန်လဲအတုံးချတဲ့အခါတန်စီလွန်ပြီးဆိုတာလေးကိုလက်ကင်ထားပြီးအတုံးပြူကြပါလို့ထက်နောင်အကြံပြုပါစီရှင်ဘေးပြာကင်းဝေးလို့ကျမ်းမာပျော်ရွှင်ကြပါစီ